မင်္ဂလာညချမ်းပါရှင်ဒဇမလ9ရက်နေ့ည8နာရီညပိုင်းသတင်းတွေကိုစတင်မိထားရဲ့ထုတ်လင်းတင်ဆက်ပေးပါမယ်ဒီနေ့ညပိုင်းသတင်းတွေမှာတော့စင်ကာပူနဲ့ချိတ်ဆက်ထားတဲ့ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ်ဆက်ကြောင်းခြုံရင်းတဲ့အတွက်အင်တာနက်တွေနှေးကွေးရာဖြစ်ပြီးဒဇမလကုံဝင်းချက်မှာမူလအခြေအနေကိုပြန်လည်ရရှိမယ်ဆိုတဲ့သတင်းတထုံမြို့နယ်ရေကောင်းမော်လမြိုင်ကားလမ်းမှာ6ဘင်းရင်တစ်စီးကလမ်းမေးမှာရပ်ထားတဲ့12ဘင်းရင်ကိုတိုက်မိမှုဖြစ်ပွားခဲ့ပြီး တဦးသေးဆုံးပြီးတဦးထင်ရရရှိခဲ့တဲ့တဲ့။ကြောဖြန့်စန်နာရီနဲ့ဆက်နွယ်တဲ့ဒေါ်လာတန်300ကျော်တန်မိုးရှိတဲ့ပစ္စည်းတွေကိုဖမ်းဆီးရမိကြောင်းထိုင်းဝန်ကြီးချုပ်အနုတင်ပြောကြားခဲ့တဲ့တဲ့။ဟောင်ကောင်မှာပြုပြင်နေစေအဆောက်အုံတွေကနေညန်းစင်ကွန်ရက်တွေကိုဖယ်ရှားခိုင်းထားတဲ့တဲ့နဲ့58သိန်းပြိုင်ပွဲအဖြစ်တိုးချဲ့လိုက်တာဟာကမ္ဘာဖလားပြိုင်ပွဲရဲ့အရေးအသွေးကိုရောကြစေမှာမဟုတ်ဘူးလို့အာဆင်ဝင်းကယုံကြည်နေတဲ့တဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ ။ဦးဆောင်တဲ့ဘုံနည်းနဲ့စင်ကာပူနဲ့ချိတ်ဆက်ထားတဲ့ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ်ဆက်ကြောင်းချိုးရင်းတဲ့အတွက်အင်တာနက်တွေနှေးကွေတာဖြစ်ပြီးဒဇမလောက်ကုန်ဝင်းကျင်မှာမူလအခြေအနေကိုပြန်လည်ရောက်ရှိမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စင်ကာပူနဲ့ချိတ်ဆက်ထားတဲ့ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ်ဆက်ကြောင်းချိုးရင်းတာကြောင့်အင်တာနက်တွေနှေးကွေတာဖြစ်ပြီးဒဇမလောက်ကုန်ဝင်းကျင်မှာမူလအခြေအနေကိုပြန်လည်ရောက်ရှိမယ်လို့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ အင်တာနက်ဝန်ဆောင်မှုတွေရရှိဖို့နိုင်ငံတကာကိုချိတ်ဆက်ထားတဲ့စက်ကြောင်းတွေအနက်စင်ကာပူနိုင်ငံကနေနဲ့ထားတဲ့ UMO ပင်လယ်ရေအောက် fiber cable စက်ကြောင်းဟာနိုဝင်ဘာတရက်ကခြုံရင်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကအသိပေးပါရယ်ဒီလိုပြတ်တောက်မှုကြောင့် internet ဝန်ဆောင်မှုရယူအသုံးပြုထားတဲ့ mobile ဆက်သွယ်ရေး operator တွေနဲ့ internet service provider ISP တွေရဲ့ internet ဝန်ဆောင်မှုတွေနှေးကွေးမှုတွေဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါရယ် ပြတောင်းခဲ့တဲ့ပင်လယ်ရေအောက် fiber cable ဆက်ကြောင်းပြန်လည်ကောင်းမွန်စေရေးဆောင်ရွက်နေစဉ်အင်တာနက်ဝန်ဆောင်မှုတွေအဆင်ပြေစွာအသုံးပြုနိုင်စေဖို့နေဆက်ဖြတ်ကျော် fiber ဆက်ကြောင်းတွေထပ်မံတိုးမြှင့်ချိတ်ဆက်အသုံးပြုထားတဲ့အတွက်အင်တာနက်ဝန်ဆောင်မှုတွေအထိုက်လျောက်ပြန်လည်ကောင်းမွန်နေတာဖြစ်တယ်လို့ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်ဒီပြုပြင်မှုကိုဒသမလကုန်ခန့်မှာဆောင်ရွက်ပြီးစီးမှာဖြစ်တဲ့အတွက်အင်တာနက်ဝန်ဆောင်မှုတွေမူလအခြေအနေကိုမကြမီပြန်လည်ရောက်ရှိမယ်လို့ဝင်ကြီးဌာနကအသိပေးထားပါတယ်။ထပ်မံပြီး တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းမှာ6ဘင်းရင်တစ်စီးကလမ်းမမှာရပ်ထားတဲ့12ဘင်းရင်ကိုတိုက်မိမှုဖြစ်ပွားခဲ့ပြီးတဦးသေဆုံးပြီးတဦးထဏ်ရာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါ။မော်ပြင်းနယ်တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းမှာ6ဘင်းရင်တစ်စီးကလမ်းမမှာရပ်ထားတဲ့12ဘင်းရင်ကိုအချိန်လွန်တိုက်မိမှုဖြစ်ပွားခဲ့ပြီးတဦးသေးဆုံးပြီးတဦးထဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ဒဇမလ၄ရက်နေ့ ညနေ6:45မိနစ်ခန့်ကမွန်ပြည်နယ်တထုံမြို့နယ်ရန်ကုန်မော်လမြိုင်ကားလမ်းမိုင်းတိုင်အမှတ်153မြင်းဆောင်3.4ကြားမှာမော်လမြိုင်ကနေပဲခူးကိုမောင်းနှင်လာတဲ့ Mitsubishi Canter 6ဘင်းယင်ဟာလမ်းမမှာရပ်ထားတဲ့ Nissan Diesel 12ဘင်းယင်ကိုအချိန်လွန်ပြီးတိုက်မိမှုဖြစ်ပွားကြောင်းသတင်းရတဲ့အတွက်တထုံမြို့နယ်မိသက်စခန်းကမိငိမ့်သိရင်တစီတန်နေမိသက်တပ်ဖွဲ့ဝင်တွေအရံမိသက်တပ်ဖွဲ့ဝင်တွေနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေတွားရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါဗျာ။ ဖြစ်စဉ်ကြောင့်မီဆူဘီရှိကန်တာ6ဘေးယင်ရဲ့ယင်မောင်းအမျိုးသားဟာစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနစ်ဆန်ဒီဇယ်12ဘေးယင်ရဲ့ယင်ကိုအမျိုးသားသေဆုံးခဲ့တယ်လို့သိရပါတယ်။၎င်းတို့ကိုအဖြူရောင်နှလုံးသားလူမှုကွန်ရက်အသင်းကလူနာတရင်နဲ့တထုံခရိုင်ပြည်သူ့စေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဆက်လိုက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ကျပ်ပြန့်စန်နရီနဲ့ဆက်နွယ်တဲ့ဒေါ်လာတန်300ကျော်တန်မိုးရှိတဲ့ပစ္စည်းတွေကိုဖမ်းဆီးရမိကြောင်း ထိုင်းဝန်ကြီးချုပ်အနုထင်ပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါအရှိတောင်အာရှမှာကြောက်ဖြန့်စန်နာရီကိုလောက်ကင်နေတဲ့ရာဇဝတ်ကွန်ရက်တွေနဲ့ဆက်နွယ်နေတဲ့ဒေါ်လာတန်း300ကျော်တက်မိုးရှိတဲ့ပစ္စည်းတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းဝန်ကြီးချုပ်အနုထင်ချမ်ဗီရာကိုကဒသမ3ရက်ကပြောကြားခဲ့ပါတယ်အာရှဥရောပနဲ့အမေရိကန်အာဏာပိုင်တွေကကမ်မရီးယားရဲ့ Prince Hotel နဲ့၎င်းရဲ့ဈေးဝယ်ကွန်ရက်နဲ့ဆက်နွယ်တဲ့ပစ္စည်းတွေကိုဖမ်းဆီးတာ ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေကိုထုတ်ယူခွင့်ပိတ်ပင်တာတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ထိုင်းဝန်ကြီးချုပ်ရဲ့ပြောကြားချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။2025ခုနှစ်အောက်တိုဘာ14ရက်မှာအမေရိကန်တရားရေးဝန်ကြီးဌာနကကမ်မရီးယားရဲ့ Prince Holding စီးပွားရေးလုပ်ငန်းစုဥက္ကဋ္ဌချန်ဂျီကိုငွေကြေးခွာချမှု online ပေါ်ကလိမ်လည်မှုတွေနဲ့ပြည်မှုဆိုင်ရာဆွဲချက်တွေတင်ခဲ့ပါတယ်။ ဖန်စီရမိခဲ့တဲ့ဒေါ်လာတန်း300ကျော်တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုပိုင်ဆိုင်တဲ့တန်တရာရှိသူတွေအနက်ချမ်းအပောင်ဝင်ကရီးယားလွှတ်တော်အမတ်တဦးထိုင်းနိုင်ငံသားနှစ်ဦးလဲပါဝင်ကြောင်းအနုတင်ကသတင်းတောက်တွေကိုပြောပါရစေ။အဲ့လိုတာဝန်ရှိတဲ့လူအလုံးကိုတရားဥပဒေနဲ့အညီဆင်းရဲသွားရပါမယ်လို့အမှုတင်ကပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ငွေကြေးခွာချမှုတိုက်ဖြည့်ရေးရုံးကဘတ်383တန်း ဒေါ်လာ17.8တန်းတန်မှုရှိတဲ့ချမ်းရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကိုဖမ်းဆီးခဲ့ကြောင်းတသမာနေရက်ကပြောကြားခဲ့ပြီးဒီပိုင်ဆိုင်မှုတွေအနက်မြေငွေသားတန်မှုကြီးအသုံးဆောင်နေတဲ့လက်ဝတ်ရည်တနာတွေပေါဝင်နေလို့ဆိုပါတယ်။ဒါ့ပြင်ကမ္ဘာရီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့မဟာမိတ်လည်းဖြစ်စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်တဲ့ကမ္ဘာရီးယားလွှတ်တော်အမတ် Court and ပိုင်ဆိုင်နဲ့ဒေါ်လာ15တန်းတန်မှုရှိတဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ ကြားဖြတ်လုပ်ငန်းတွေနဲ့ဆက်နွယ်တယ်လို့တန်တရားရှိရတဲ့ထိုင်းနိုင်ငံသား2ဦးထံကနေလည်းဒေါ်လာတန်190တန်မိုးရှိတဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကိုဖမ်းဆီးခဲ့ကြောင်းအာဏာပိုင်တွေကပြောပါရယ်ဒီပိုင်ဆိုင်မှုပစ္စည်းတွေကိုမြေတီအချိန်ကဖမ်းဆီးခဲ့တဲ့ဆိုတာကတော့ဝင်ကြီးချုပ်အနုတင်ကထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိတာဖြစ်ပါရယ်ထမမီဟောက်ကောင်မပြုပြင်နေစေအဆောင်အုံတွေကနေညန်းစင်ကွန်ရက်တွေကိုဖယ်ရှားခိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ ောင်ကောင်မှာဆယ်စုနှစ်တွေအတွင်းလူသေဆုံးမှုအများဆုံးဖြစ်စေခဲ့တဲ့လူနေအိမ်ယာမိလောင်မှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေခြင်းပြုပြင်မွမ်းမံနေစေဖြစ်တဲ့အဆောက်အုံတွေကညန်းစင်ကိုရက်တွေကိုဒသမလ6ရက်နေ့နောက်ဆုံးထားဖယ်ရှားဖို့ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ26ရက်ကဝမ်ဖန်ကောက်အင်ယာမှာဖြစ်ပွားခဲ့တဲ့မိလောင်မှုကြောင့်လူ159ဦးသေဆုံးခဲ့ကြောင်းနောက်ဆုံးထုတ်ပြန်ထားပြီး32ဦးပျောက်ဆုံးနေစေဖြစ်ပါတယ်။ ဟောင်ကောင်မှာလက်ရှိပြင်ဆင်မောမန်နေတဲ့ပုဂ္ဂလိကအိမ်ရာအရေးအတွက်200ခန်းရှိပြီးအစိုးရပိုင်းအဆောက်အုံက10လုံးခန်းရှိပါတယ်။အာဏာပိုင်တွေရဲ့အစိုးရဝမ်ဖန်ကောက်မီလောင်မှုဟာအဆောက်အုံတွေရဲ့အပြင်မှာရှိတဲ့ညှင်းစင်ကုန်ရက်တွေနဲ့တခြားမီလောင်လွယ်တဲ့ပစ္စည်းတွေကနေတဆင့်တဝါအိမ်ယာရီတလျှောက်မီးကူးဆက်မြင်ခဲ့တာဖြစ်တာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်။လက်ရှိမှာရဲတပ်ဖွဲ့ကလူသတ်မှုနဲ့အနည်းဆုံး15ကိုဖမ်းဆီးထိန်သိမ်းထားပြီးဖြစ်ပါတယ်။ရေဒီယိုနဲ့ရုပ်သံဌာန Radio Television Hong Kong ရဲ့ဖော်ပြချက်အရ သေဆုံးသူ159ဦးအနက်140ကအသက်တနှစ်ကနေ68နှစ်ကြားရှိတဲ့အမျိုးသား49ဦးနဲ့အမျိုးသမီး62ဦးတို့ဖြစ်တယ်လို့သိရပါဗျ။နောက်ဆုံးသတင်းဒီပုံနည်းနဲ့48သင်းပြိုင်ပွဲအဖြစ်တိုးချဲ့လိုက်တာဟာကမ္ဘာဖလားပြိုင်ပွဲရဲ့အရေးအသွေးကို ရောကြစေမှာမဟုတ်ဘူးလို့အာဆင်ဝင်းကယုံကြည်နေတယ်ဆိုတဲ့အောက်သားသတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာဘောလုံးဖွဲ့ချုပ် FIFA မှာကမ္ဘာလုံးဆိုင်ရာဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ်ဆောင်ရွက်နေတဲ့ အာဆင်နယ်နီးပြဟောင်းအာဆင်ဝင်းကက58သင်းပြိုင်ပွဲအဖြစ်တိုးချဲ့လိုက်တာဟာကမ္ဘာဖလားပြိုင်ပွဲရဲ့အရေးအသွေးကိုရောကျစေမှာမဟုတ်ဘူးလို့ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။1930ခုနှစ်ခရဲကစတင်ကျင်းပခဲ့တဲ့ကမ္ဘာဖလားပြိုင်ပွဲမှာပြီးခဲ့တဲ့2020နှစ်ကမ္ဘာဖလားပြိုင်ပွဲအထက်ပြိုင်ပွဲဝင်အသင်း32သင်းနဲ့သာရှင်ပြိုင်ခဲ့ပေမဲ့လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာတော့ပြိုင်ပွဲဝင်အသင်း58သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ်တိုးချဲ့ထားပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲအတွက်မဲခွဲပွဲကို ီနေ့ညမြန်မာစံတော်ချိန်7:00နာရီခွဲမှာပြုတ်လုသွားမှာဖြစ်ပြီးအဲ့ဒီအတွက်ရှင်းလင်းပြောကြားမှုပြုတ်လုရမှာအာဆင်ဝင်းကက48သိန်းဟာတင့်တော်တဲ့အရေးအတွက်ဖြစ်တယ်လို့ဆိုခဲ့တာပါ48သိန်းဟာတင့်တော်တဲ့ကိန်းဂဏန်းလို့ကျွန်တော်ယုံကြည်ပါတယ်ဒါဟာ FIFA အဖွဲ့ဝင်၂၁၀တနိုင်ငံရဲ့25ရာခိုင်နှုန်းအောက်သာရှိပါတယ်အထိပယ်က၄သိန်းနဲ့ကသတင်းသာရှင်းပြန်ခွင့်ရတာပါ85ရာခိုင်နှုန်းကရှင်ပြိုင်ခွင့်မရရှိဘူးဆိုတဲ့အထိပယ်ပါလို့အာဆင်ဝင်းကကပြောပါတယ်။အာဆင်ဝင်းက ပြီးခဲ့တဲ့ယူ၁၈ကမ္ဘာဖလားပြိုင်ပွဲမှာလည်းအခုလိုဘင်ကွန်ထုံမှုမျိုးနဲ့ရင်ဆိုင်ခဲ့ရပေမဲ့အရေးသွေးပိုင်းနဲ့ပတ်သက်ပြီးအံ့အားသင့်စရာကောင်းတဲ့ပြိုင်ပွဲဖြစ်ခဲ့ကြောင်းထည့်သွင်းပြောကြားခဲ့ပါသေးတယ်။2026ကမ္ဘာဖလားပြိုင်ပွဲမှာအသင်း48သင်းပါဝင်မှာဖြစ်တာကြောင့်၄သင်းစီပါဝင်တဲ့အုပ်စု12ခုခွဲခြားရှင်ပြိုင်သွားမှာဖြစ်ပြီးအုပ်စုပထမဒုတိယရတဲ့အသင်းတွေနဲ့အကောင်းဆုံးအုပ်စုဒုတိယရရှိတဲ့အသင်း7သင်းက32သင်းအဆင့်ကိုတက်ရောက်ရှင်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒသမ9ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုထိုင်းအထုံးလေးတင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်တာယာအေးချမ်းနဲ့ညချမ်းလေးပါ